ဒီနေ့မှာပေါ့နော် MAC အကောင့်ဖွင့်နေအကြောင်းကိုရှင်းပြတော့မှာဖြစ်ပါတယ်။အဲကျွန်တော်တို့ဒီ MAC ကဆိုရင်တော့ဖြင့်ဒီ KYC မလို့တဲ့အဲအစိမ်းတစ်ခုဆိုလဲမမအောင်ပေါ့နော် KYC အတင်းစရာမလို့ပဲနဲ့ deposit တို့ withdraw တို့အဲပြီးတော့ trading လုပ်တာတို့ပေါ့နော်အဲ့ဒါတွေလုပ်လို့ရတဲ့အစိမ်းတစ်ခုလည်းဖြစ်ပါတယ်။ဟာ now slide လေးရှင်းပြပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဒါတော့ကျွန်တော်တို့ MAC ရဲ့အဲ website ကိုဝင်လိုက်ပြီးဆိုတာ ਨੇ ပထမဆုံးတွေ့ရမယ့် UI ဖြစ်ပါတယ်။အမ် ဒီကျွန်တော်ကဒီမှာဆိုရင်တော့ website နဲ့ပြထားရေပေါ့နော်ဖုန်းနဲ့ကြားလို့မရတာကကြတော့ဒီ MAC ကဖုန်းနဲ့ဆို screenshot အရင်မခံလို့ပေါ့နော်အဲကြောင့်မလို့ဒီ website လေးနဲ့ပြထားဖြစ်ပါတယ်ဒါကျွန်တော်တို့ website ကိုဝင်ချင်းမှာမြင်ရမယ်တင်ဖြစ်ပါတယ်ခင်ဗျအဲ့မှာညာဘက်ထောင်ဆုံးမှာဆိုရင်အဲ login ခလုတ်နဲ့ sign in ခလုတ်ကိုမြင်ရမှာဖြစ်ပါတယ်โอเคအော် now slide လေးရွှေ့ပေးပါဦး ကျွန်တော် sign up cloud ကိုနှိပ်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ဒီမှာ email အရင်ဆုံး gmail account တစ်ခုလုပ်မယ်ပေါ့နော် gmail account ရှိရဆိုရင်ကျွန်တော်တို့ gmail နဲ့အဲဒါရိုက်တန်းပြီးတော့ sign up လုပ်လို့ရတယ်လို့ကိုယ့်ရဲ့ email ကိုအသုံးပြုပြီးတော့လည်းတဆင်ချင်းစီ login ဝင်လို့ရပါတယ်အဒီမှာကတော့ကျွန်တော်ကဒီတဆင်ချင်းစီ login ဝင်ပြတာရယ်ပေါ့နော်ပထမတစ်ခုမှာကျွန်တော်တို့အဲ email ကိုထည့်မယ်ပြီးရင်ကိုထားခြင်းနဲ့ password ကိုထားမယ်ပြီးရင် referral account နေရာမှာကျွန်တော်တို့ ACH ကဒီ referral account ဖြစ်တယ်ပေါ့เนาะ MAC-3PPNJ ကိုတုံးပြီးတော့အကောင့်ဖွင့်မယ်ဆိုရင်ဒီ MAC နဲ့ collateral ဖြစ်တဲ့အတွက်ကြောင့် MAC ကဒီကျွန်တော်တို့ဒီ ACA အတွက်ပြုလုပ်ပေးတဲ့တည်တံ့ campaign တွေမှာဖြစ်ဖြစ်ဒီမြန်မာအတွက်လုပ်ပေးတဲ့တည်တံ့ campaign တွေမှာဖြစ်ဖြစ်အပအောင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။အဲ information အချက်အလက်တွေအကုန်ဖြစ်ပြီးသွားပြီဆိုရင်တော့ဒီ sign up ကိုနှိပ်လိုက် ခြင်းရပါပြီ။ အဲ့မှာဆိုရင်ကျွန်တော်တို့ဒါကောက်တောင်းမယ်ပေါ့နော်ကိုယ့်ရဲ့ Gmail မှာအဲ Gmail ကိုဝင်ကြည့်ပြီးတော့ကောက်၆လုံးထည့်လိုက်ပြီးဆိုတာနဲ့အကောင့်ကို recruiter နဲ့ဖွင့်ပြီးသွားပြီးဖြစ်ပါတယ်ဟုတ်နောက်ဆက်လိုက်ဒီဒါဆိုရင်တော့ကျွန်တော်တို့အဲ MBAC အကောင့်ကိုလွယ်လွယ်ကူကူနဲ့ဖွင့်ပြီးသွားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဘာမှမလိုတကယ်ပြောရမယ်ဆိုတော့အကောင့်ဖွင့်ဖို့အတွက် Gmail နဲ့ password ပဲလိုမယ်တော့ပေါ့နော် Gmail တစ်ခုလည်းလိုတယ်ပေါ့နော်ဒါဒါဆိုရင်ကျွန်တော်တို့ဒီ MBAC မှာ trading လည်းလုပ်လို့ရပြီ deposit withdraw လည်းလုပ်လို့ရပြီအဲ KYC မလိုသေးဘူးပေါ့ဒီအဆင့်မှာတုံးလို့တော့ရနေပြီဒါပေမဲ့ကျွန်တော်တို့ကဒီ ုံးနဲ့အားမရသေးဘူးပေါ့နော် AMC ရဲ့ campaign တွေပါဝင်ခြင်းတွေဒါမဟုတ် AMC မှာရှိတဲ့ဒီ campaign တွေ error bless လို့ပေါ့နော်တချို့ event တွေမှာအဲပါဝင်ခြင်းတွေဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ KYC ဆိုတဲ့အရာကိုလိုလာပါမယ်အဲ့တော့ KYC တင်နေကိုအဲကျွန်တော်လည်းသူဆက်ပြီးတော့ကြည့်လိုက်ကြအောင်အဲနောက်နောက် slide လေးတစ်ချက်လာ okay က KYC ကနှစ်ခုရှိမယ်ပေါ့နော် ပထမတစ်ဆင့်ကကြတော့ရိုးရိုး primary KYC ပေါ့နော်ဒုတိယတစ်ခုကကြတော့ advanced KYC အဲ့တော့ကျွန်တော်တို့ primary primary KYC တင်လေးကိုအရင်ကြည့်လိုက်မယ်ပေါ့နော် primary primary KYC ကကြတော့ဘယ်လိုတင်ရလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး profile icon လေးကိုအရင်ဆုံးဝင်ပေးရမယ်ပေါ့နော် profile icon ဝင်ပေးသွားပြီဆိုတာ ਨੇ identification ဆိုတာရှိပါတယ် identification ကိုဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ် identification ရောက်ပြီဆိုတာ ਨੇ နှစ်ခုကိုမရမယ်ပေါ့နော် advanced KYC ရှိမယ် primary KYC ရှိမယ် ကိုယ် advanced KYC မတင်ကျင်သေးဘူးဆိုရင် primary KYC ကိုအရင်ပြီးတော့အရင်တင်ကြည့်လို့ရပါတယ်။အဲ့တော့ကျွန်တော်တို့က primary KYC ကိုတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ primary အ primary KYC ရဲ့ data verify via web ကိုနိုင်ပြပါ။အဲ့လိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ကဒါအရင်ဆုံးကိုအဲတင်မဲ့နိုင်ငံကိုရွေးရမှာပေါ့နော်ကျွန်တော်တို့ကမြန်မာဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာနိုင်ငံကိုရွေးပြရမှာပဲပြီးရင်တော့ဒီ MAC ကမြန်မာမှတ်ပုံတင်တယ်လေ KYC တင်လို့ရရပေါ့နော်ဒါပြင် driving အဲ driving license နဲ့လည်းတင်လို့ရတယ် passport နဲ့လည်းတင်လို့ရတယ်ကိုကြိုက်တာတင်လို့ရတယ်ပေါ့နော်အဲအဲ့တော့ဒီကိုတင်မဲ့ ID card အမျိုးအစားရွေးချယ်ပြီးတော့ ID card ရဲ့အစီအချမ်းနဲ့နောက်ချမ်းကိုလက်ဖုံရိုက်ပြီးတော့တင်လိုက်အောင်ပါပဲပြီးတော့ submit နှိပ်လိုက်ပြီးဆိုတာနဲ့ဒါ primary KYC ကို တင်ပြီးသွားပြီပေါ့နော် okay primary KYC နဲ့မဟုတ်ဘူးအဲ MEAC ရဲ့ feature တွေအကုန်သုံးချင်နေဆိုရင်တော့ကျွန်တော်တို့က advanced KYC တင်ပေးရမယ်ပေါ့နော်အဲ့တော့ advanced KYC တင်ဖို့အတွက်လည်းအဲ့တိုင်းပဲခုနကကျွန်တော်တို့ profile နဲ့ဝင်မယ် identification နဲ့ကိုဆက်ဝင်မယ် နောက်ဆက်လိုက်လေအဲအဲ့မှာ identification မှာကျွန်တော်တို့က avan kyc တင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ avan kyc ရဲ့အဲ verify fee ရဘက်ကိုနှိပ်ပြရမှာဖြစ်ပါတယ် avan kyc ကတော့ဘာလို့တောင်းလဲဆိုတော့ကျွန်တော်တို့ကို id အပြင်ညက်နာပါပေါ့နော် face အညက်နာကိုပါ verify လုပ်ပေးရမယ်ပေါ့နော် primary kyc မှာကကြတော့ကျွန်တော်တို့ id card ပဲတောင်းနေကြဒါပေမဲ့ advanced kyc ကကြတော့အဲကျွန်တော်တို့တင်တဲ့ id card နဲ့အဲတကယ်သုံးမဲ့သူရဲ့ face ကတထက်တည်းကြာမှကြာဆိုတာဒိုလာရေပေါ့နော်အဲအကြောင်းမို့ FSK Y အစီအမဆိုရင်ကျွန်တော်တို့က ID ကတင်ပေးရတဲ့အပြင်ကိုမှအဲမျက်နာကိုပါအဲဒုတိယအဆင့်အနေနဲ့ထပ်တောင်းပါတယ်အဲတော့ကျွန်တော်တို့က staff verification ကိုနှိပ်ပြရမှာဖြစ်ပါတယ်ဗျအဲမှာဒီမှာလည်းထုံးစံတိုင်းမယ်ဒီ country နေရာမှာကျွန်တော်တို့မြန်မာရွေးမယ်ပြီးတော့ကိုတင်ကျင်တဲ့ ID ကအမျိုးအစားကိုရွေးချက်မယ်ဒီနေရာမှာကတော့တခုပြောချင်တာကတော့ကျွန်တော်တို့က primary KYC ကိုအောင်မိသားပြီဆိုရင်တော့ဒီအဆင့်မှာ ID ကိုထပ်မတောင်းတော့ဘူးပေါ့နော် face scan တစ်ခါတမ်းဖတ်လိုက်အောင်မယ် တကယ်လို့ primary KYC မအောင်သေးဘူးဆိုရင်တော့ဒီ advance KYC တင်တဲ့အခါမှာသူက ID card ကိုထပ်ပြီးတော့တောင်းပါလေအဲကြရင်ကျွန်တော်တို့က ID card ကိုတင်ပေးရမယ်ပေါ့နော်အဲ ID card တင်ပြီးသွားပြီဆိုရင်တော့ continue ကိုဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ကဲဒီအဲဒါကကြတော့တော့ကျွန်တော်တို့ကဒီအမေရိကန်နိုင်ငံမှာနေနေရလားဒါမှမဟုတ်တခြားနိုင်ငံမှာနေနေရလားပေါ့နော်တော်မေးတာဒါပေမဲ့အမေရိကန်နိုင်ငံမှာနေတာမဟုတ်ဘူးဆိုရင်တော့ other countries ကိုရေးပြီးတော့ကျွန်တော်တို့က continue ကိုနှိပ်ပေးအောင်ပါပဲပြီးရင်တော့ဒီအဆင့်မှာဆိုရင်ကျွန်တော်တို့က face scan လေးကိုဖတ်ပေးရမှာဖြစ်ပါတယ် face scan ဖတ်ပြီးသွားပြီဆိုရင်တော့အဲ I'm ready နှိပ်လိုက်ပြောနော် I'm ready နှိပ်လိုက်ပြီဆိုတော့ကျွန်တော် face scan စပြီးတော့ဖတ်ပါပြီအဲဒါ face scan ဖတ်ပြီးသွားပြီပေါ့နော် face scan ဖတ်ပြီးသွားပြီဆိုရင်တော့အဲကျွန်တော်တို့ဒီ advanced KYC တင်တာကိုအမြင်စာပြီးဆုံးသွားပြီဖြစ်ပါတယ်သူက24နာရီအတွင်းအဲအကြောင်းပြန်ပေးရပေါ့နော်ကျွန်တော်ကတော့ဟွာလောက်ပဲကြာလိုက်တယ်ဗျတနာရီလောက်နဲ့ approve ဖြစ်သွားပါတယ်โอเคပါဒါကတော့ MAC အကောင့်ဖွင့်နေတဲ့ KYC ကိုအဲဒီ KYC တင်နေကိုရှင်းပြပေးသွားတာဖြစ်ပါတယ်ဗျကျေးဇူးပါ